အားလုံးပဲမင်္ဂလာပါခင်ဗျာ။ကောင်းတဲ့တဲ့ထဏမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံပြီးတော့ပိုင်းလေးတော့ဘဘုတ်ကူမျိုးနဲ့ကလုံချိုရေးစကားတခုအောင် PDF ဒီဝင်စီတာခံရချောင်းတင်ပြလာတဲ့ပေါ့ကူတော်ဖုန်ကြီးရုပ်သံပြီးတော့ပိုင်းလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဒီမှာပေါ့ကူတော်ဖုန်ကြီးအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းကောင်းဆက်တဲ့ထဏမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ အားလုံးမင်္ဂလာပါဒီနေ့21ရက်6လပိုင်း2025ဖြစ်ပါလေဗျဒီနေ့ဦးဇင်းတို့ပခုတ်ကူခရိုင်မကွေးတိုင်းဒေသကြီးပခုတ်ကူခရိုင်ပေါ့နော်ပခုတ်ကူမြို့နယ်ပခုတ်ကူမြို့နယ်စိတ်ကဝအုပ်စုစိတ်ကဝလုံကြုံရေးစခန်းအားတဲ့အကျန်းဖက် PDM မှာနေ့လယ်7:35ရက်အချိန်တွင်တလုံးရှစ်လုံးခြာသွားပြီးမြောက်တလုံးရှစ်လုံးခြာသွားပြီးမြောက်ရွာပတ္တဆာကျေးရွာမိရှုနေပါတယ်တဲ့မိမိဘယ်မှာတဲ့နော်လက်နဲ့ခရိုင်တိတ်ပြီးမပြည့်စုံဘူးပေါ့နော်မပြည့်စုံဘူးပေါ့နော်အဲ့တော့ အခြေအနေကတော့တဲ့မကောင်းဘူးပေါ့ဗျာဒေသခံပြည်သူများဒီကြလုံးကျုံရေးတပ်ဖွဲ့ရှိရဘူးရောက်ရှိနေပြီအင်းနဲ့ချက်ရွာရွာတိရွာအုတ်ကျောင်းရွာတောင်ရွာရွာတွေနဲ့အကြမ်းဖက်ပီရီယတွေလာရှိတယ်တဲ့ဘယ်ပြည်သူမှမရှိတော့ပါဘူးတဲ့အဲ့ဒါကြောင့်အဲ့ဘက်ကတော့နော်လက်နဲ့ကြီးနဲ့ပြစ်ကူပေးနိုင်တယ်နော်မြေပြင်ကထိုးစစ်ဆင်နိုင်တယ်နော်ထိုးထိုးလက်နဲ့ကြီးနဲ့ပြစ်ကူပေးတော့မြေပြင်ကထိုးစစ်ဆင်နိုင်မယ်ဖြစ်ကြောင်းမဟုတ်ရင်တဲ့စခန်းကလည်းတဲ့ကြလူလဲကြမယ်ဖြစ်ကြောင်းတဲ့ဒီကြောင့်လက်နဲ့ကြီးပြစ်ကူပေးရတယ်အထုလူအကြောင်းသိရှိနိုင်ရင်တင်ပြပါတယ်တဲ့အရှင်ဘုရားတဲ့လူရင်အား900ကျော်နဲ့ညှက်တိုက်နေတယ်ဘုရားတဲ့စိတ်ခေါ်ပါစခန်းအကူအညီမရရင်တဲ့စခန်းစခန်းပါ စက္ကန့်ပါသွားမှာပါရှင်ဖရားတဲ့အဲ့တော့နော်ဒီမြကွေးတိုင်းဒေသကြီးနဲ့ပတ်သက်ပြီးမှဒါဥသိန်းစီကိုအနေကစက်နိုင်လောက်ကတိုက်ပွဲဖြစ်နေဆက်ချင်းတရင်တင်ပြရတော့နော်ဒါနဲ့ပတ်သက်ပြီးတော့လက်ဘက်ကအော်လားနောက်ဘက်ကအော်လားတော့မတီးဘူးပေါ့ဗျာနော်မန္တလေးလားမန္တလေးတိုင်းလားဟိုပါပေါ့နော်မုံရွာလားတော့မတီးဘူးဒါနဲ့မုံရွာတိုင်းမှုကြီးဆိုဥသိန်းကပို့လိုက်တယ်နော်မုံရွာတိုင်းမှုတော့တကယ်လို့သူနေပြီမှာဆိုတော့တိတိကျကျတော့သူကတော့လောက်ပါတယ်တိတိကျကျဆိုတော့ချက်ချင်းလည်းလုံဆောင်မှာနော်အဲ့တော့ဥသိန်းတို့ဒါနဲ့ပတ်သက်ပြီးဟုတ်လားအဲ့လိုတွေ PDF တွေအခုဆိုလို့ရှိရင်နေသက်တွေမှာ PDF တွေကိုတော်တော်များများကရှမ်းပြည်နယ်မြောက်ပိုင်းမှာဆိုတော့နေထုတ်ခံတဲ့အခြေအနေပေါ့နော်တချို့နေရာတွေလည်းအခြေအနေမကောင်းဘူး တောင်ချိုဘက်တွေပါလို့ဆိုလဲ PDF တွေဟိုလုံးရင်းနဲ့ပြေးတာကြီးများတယ်ပေါ့ဗျာနော်အဲ့တော့မကွေးတိုင်းဘက်မှာတော်တော်လေးမကွေးတိုင်းတို့ဒီဘက်တွေတော်တော်များများစုစည်းနေကြကြီးများတယ်အဲ့တော့မကွေးတိုင်းမှာတို့တို့တွေမရတော့မှမကွေးတိုင်းတို့တွေဖြည့်ဆည်းလိုက်မယ်မကွေးတိုင်းတနေ့ဒလုံးနေရာတွေရွာတွေဘာတွေတို့တွေဖြည့်ဆည်းလိုက်မယ်အဲ့တော့ဖြည့်ဆည်းတာကအကြောင်းမရှိဘူးစခန်းနေဘာတွေအကုန်လုံးပေါ့ဗျာဒါပြောရလို့ရှိရင်နော်ဒါပြတွေ့ကြည့်ဗျာခုဘက်ကဒီဦးဇင်းတို့ဆိုလို့ရှိရင်ဒီပခုတ်ကူကနေရိတ်ခါတန်းကအစည်း200လောက်ရှိတယ်လူရင်အတစ်ဖက်ကို100 100 400 400ဆိုတဲ့အင်အားမနေဘူးပဲ အဲ့ဒါဥစဉ်တော့အဲ့ဒါဥစဉ်တော့ကံမအနေမကြောဘူးကံမအနေမကြောဘူးဘာကြောင့်မကြောရလဲဥစဉ်လည်းမပြောတတ်ဘူးနော်တကယ်တော့ပေါက်တဲ့ပခုတ်က40နဲ့မှာ9မိုင်ပဲกว่าတယ်40နဲ့မှာ9မိုင်ပဲกว่าတယ်နော်အဲ့ဘာကြောင့်မကြောရလဲဘာဘာဥစဉ်လည်းမပြောရတော့ပြန်နောက်ဆုံးတော့ဟုတ်လားအခါတလေကြတော့လဲဟိုကလည်းစေချောင်းလာလို့ရှိရင်ဟိုအောင်တယ်လည်းပြေကိုယ့်ဘက်ကလည်းမကြောရဲ့အဲ့လိုပုံစံမျိုးတွေဖြစ်နေလာတော့မှအခါလေးရောက်အောင်မရတယ်ဗျာနော်အဲ့တော့ဥစဉ်တော့တော့တွားတဲ့ခါမှာတိုက်ရိုက်ခိုက်ရတကယ်ရေချင်းမိတဲ့သူတွေဒါဥစဉ်တော့တွားတယ်နေလို့အကြံပြုတင်တာပေါ့ဗျာနော်ဒီလမ်းကြောင်းနေမှာဆိုလို့ရှိရင်ကိုယ့်ဘက်က တရုံးနေပါတယ်အကုန်လုံးအားလုံးနဲ့အခုဆိုလဲဟုတ်လားသောသောကပြောတဲ့ယွာရီဆိုလဲစိတ်ကဝါရောက်စုယွာရီဆိုအများအား PDF တွေရဲ့ဇုံးမှုမှုကိုခံနေရတယ်နော်အများအား PDF တွေရဲ့ဇုံးမှုမှုကိုခံနေရတယ်ဒီဘက်တွေရေနံတို့ဘာလို့အကုန်လုံးဆိုလဲဒီဘက်တွေကလည်းလှုပ်ရှားနေရတယ်တွေ့နေရတယ်ဒါနဲ့ထီထီရောက်ရောက်လဲကိုယ့်လူကိုလည်းအေးမယူနိုင်တယ်လို့ဟိုဘက်ကလည်းမချိန်မုန်းနိုင်ဘူးအဲ့တော့ရှိပုတ်ကူများအနေနဲ့ဘာလို့မှလဲလို့ပဲဦးမင်းကမေးရမှာနော်ဘာလို့မှလဲလို့ပဲမေးရမယ်ကိစိုက်နေပြီကနော်အဲ့တော့ဒီချိန်မှာမှထိထိရောက်ရောက်မချုံုံထိထိရောက်ရောက်မလုပ်ဘူးဆိုရင်တော့အတွက်တော့ပေါ့ဗျာကျွန်တော်ကလည်းဘုံရင်တော့ဖြစ်နေတော့နော် ပြည်သူပြည်တဲ့တဲ့ရင်ကိုပဲဦးစင်းတော့ကလည်းတင်ရတာပြည်သူပြည်တဲ့ဟာကိုပဲဦးစင်းတော့ကလည်းပြောရတာဗျာနော်အဲကိုပြောတဲ့ပေါက်ကူတော့ခုပြောလိုက်တဲ့အရာတိုင်းကိုဦးစင်းတော့တရားကိုင်းတော့အာမခံပါတယ်ဗျာနော်တရားကိုင်းတော့အာမခံပါတယ်ဟုတ်မဟုတ်ကိုခင်ဗျားတို့တည်ကြရင်လူကြီးတွေကိုယ်တိုင်မဲ့အဲ့နေရာကိုလှမ်းပြီးမှစုံစမ်းလို့ရပါတယ်ဗျာအားလုံးလာပါပဲဗျာ